စားပြစ်ပါတယ်ခင်ဗျအနိမ့်မဲ့စေးကတော့အများကြီးပဲမုတ်ပြင်းအများကြီးရပါတယ်ဒါပေမဲ့ကျွန်တော်လည်းမတင်နိုင်နိုင်တဲ့တများတွေလည်းပြန်ပေးခဲ့တယ်ပြန်လှူခဲ့တာပေါ့ဟုတ်ဒီနေ့ကပထမဆုံးက တက်ကြီးပူဇော်ပွဲမှာဒါကုထက်ဝိုင်းရင်တပိုင်းရဲ့ဒါစီနီယာအဘိုးဘွားတွေအများကြီးတွေ့မြင်ရတဲ့အတွက်ကြောင့်မယ်ဘယံဝန်တာတယ်ပြီးတော့ဒီလိုမျိုးအသက်ရှင်ရှင်ကြက်ကြက်မမာနဲ့ကိုအမှုပညာလောကသားရဲ့ user တက်တွေလာရောက်ဝင်းရံပြီးတော့ပွဲခမ်းနားတွေပြပွင့်ရှင်ရှင်နဲ့လာရောက်ကြောကြရဲဆိုတဲ့ PT ကိုဒီအဖို့ဖွားရေးကိုစားကိုကိုယ်တိုင်လည်းခံစားမိပါတယ်အာဆယ်ကြလို့ရှိရင်လည်းဒီလိုမျိုးကြောခံထိုက်တဲ့ပုံကိုယ်ကြီး ဖြစ်အောင်စူးစမ်းဖို့အတွက်မူတီလည်းအများကြီးရပါတယ်အများကြီးအများကြီးအများကြီးစူးစမ်းရအောင်ပါပဲဖြစ်ပါတယ်ပြီးတော့ဒီလိုမျိုးကိုအမှုပညာကိုရှင်စီယိုဆိုရဲကောင်းကြအောင်ပါဒါကိုနဲ့တူ traffic တေးဆောင်ခဲ့ကြတဲ့အမှုပညာကြီးကိုမောင်နှမတွေမိသားတွေမိန်းမတွေဇက်ဖို့ဇက်ရန်ဆက်မှုအတော်တွေအားလုံးလည်းတွေ့ရတယ်အာဒီလိုမျိုးစီစီလုံးလုံးဖြစ်တဲ့အတွက်ကြောင့်မို့လဲအန်တမဝမ်းသာမိပါတယ်အာပြီးတော့ဒီမှာနေပန်စီပွဲတော်လည်းရှိရတဲ့အတွက်ကြောင့်မို့လဲဒါ ုလောကသားတွေကြီးပဲလွတ်လွတ်လပ်လပ်ပြပွဲရှိနေတဲ့အလူအတန်းကုသိုလ်လူတွေကဒီကတော့တာဝန်ကိုကုသိုလ်တွေအများကြီးရတာပေါ့စားပြစ်ပါတယ်ခင်ဗျအနိမ့်မစေးကတော့အများကြီးပဲမုတ်တယ်အများကြီးရပါတယ်ဒါပေမဲ့ကျွန်တော်လည်းမတင်နိုင်နိုင်တဲ့ဒီများတွေလည်းပြန်ပေးခဲ့တယ်ပြန်လှူခဲ့တာပေါ့ဟုတ်နိဗ္ဗာန်စီးပွဲတော်လားနိဗ္ဗာန်စီးပွဲတော်ကအရင်ပြောဖို့ကောင်းတယ်လေအကိုတွေရက်ွက်တွေထဲမှာဒါအဲ့ဒီအချိန်မှာဆိုလို့ရှိရင်ဒါရက်ွက်တွေထဲမှာအကုန်လုံးကစီးစီးလုံးလုံးညီညွတ်နဲ့အာမြန်မာလူမျိုးတွေရဲ့ဒလေပေါ့အလူအတန်းလုံနေရဆိုလို့ရှိရင် အကြည်တက်ပေါ့အကြည်တက်မြေတားတရားတွေကအများကြီးဒီလမ်းတစ်လျှောက်လုံးမှာပြည့်ပြည့်နှံ့နေတယ်ပေါ့နော်ဆိုတော့ဒီချိန်မှာအကုန်လုံးအလူပေါ်မှာပဲစိတ်ထည့်ထားကြတယ်အဲဒီပေးကျင်နဲ့ကန်းကျင်နဲ့အလူတန်းကိုလက်ခံကြတယ်ဒီအတွက်ကြောင့်မလို့ဒါ positive တွေအများကြီး energy အများကြီးရတဲ့အချိန်ကာလတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့ဒါကနိဗ္ဗာန်စီးပွဲရဲဆိုတာခေါင်းစဉ်နဲ့လိုက်အောင်မယ်အမှန်တမ်းကဒါကြီးနူးဖို့ကောင်းပါတယ်။အာ ပီတိဖြစ်မိတာပေါ့နော်ဒါကကိုချစ်တဲ့လောကကိုကိုဟိုကိုတံမိုးထားတဲ့အလုပ်ကိုင်းကိုရဲ့အသက်မွေးဝမ်းကြောင်းအလုပ်တစ်ခုမှာဒါကိုရဲ့ရှေ့ကဒါအကြီးကဲတွေအာဒါလူကြီးသူမတွေကိုကရော့ပင်းရတယ်ဆိုတာဟာလေဒါဘာဖြစ်ဖြစ်ဒီအနုပညာအစည်းအရုံးဆိုတဲ့ခေါင်းစဉ်အောက်မှာကိုကဝင်ရောက်ခွင့်ရတယ်ဆိုတာနဲ့တော်တော်လေးကိုပီတိဖြစ်မိနေတာပဲဖြစ်ပါတယ်ဒီအတွက်ကြောင့်မို့လို့လဲဒါနောက်နေ့တည်းနောက်နေ့တည်းမှာလဲဒီချက်ပို့ပြီးတော့အများကြီးပါဝင်သွားခြင်းနဲ့ ဒါကျွန်တော်တို့ဒါနောက်နေ့နောက်နေ့ကျွန်တော်တို့လူငယ်တွေအနေနဲ့ရတဲ့နေပန်စီကျွန်တော်တငယ်ချင်းတွေနေပန်စီတန်းနေကျွန်တော်ထပ်ပြီးတော့ချဲကြမယ်စိုင်းနေနဲ့ပြုတ်ပွဲရှင်ရပို့ပြီးတော့လုံလုံမယ်လို့လည်းစိတ်အဆုံးဖြတ်ထားပါတယ်